ထိုင်းနိုင်ငံရတ်ဘူရီခေမှာတရားမဝင်နေဆက်ဖြတ်ကျော်လာတဲ့မြန်မာနိုင်ငံသားတွေလိုက်ပါလာတဲ့ကားဘေးပေါက်ပြီးလမ်းဘေးမြောင်းတဲ့ထိုးကျခဲ့လို့မြန်မာနိုင်ငံသားကိုတိတ်ဆိုးသွားတယ်လို့ထိုင်းသတင်းတို့အရာသိရပါတယ်။ဒီဇင်ဘာလ3ရက်မနေ့9ရက်နေ့ခွဲလောက်မှာရတ်ဘူရီခေပတ်တိုဒေတာလမ်းဘေးမြောင်းတဲ့ကားတစီထိုးကျသွားတဲ့အကြောင်းနားမှာရှိတဲ့ပြည်သူတွေကရက်တပ်ဖွဲ့စီတိုက်ချခဲ့တာပါ။ရက်တပ်ဖွဲ့နဲ့ကစိအဖွဲ့တွေရောက်သွားတဲ့အခါမှာတော့ကားရဲ့မှာ မြန်မာနိုင်ငံသားအမျိုးသားရှစ်ဦးအမျိုးသမီးတူစုစုပေါင်းကိုတိတ်ဆုံးနေတာကိုတွေ့ရတယ်လို့ဆိုပါတယ်။ကာမတော်တစ္ဆဖြစ်ဖြစ်ချင်းကာသမားနဲ့မြန်မာနိုင်ငံသား6ဦးကာရကနေထွက်ပြီးမြောင်းပေကိုကူကာနောက်ထပ်ကာရစီပေါ်လိုက်ပါထွက်ပြီးသွားကြတယ်လို့မျက်မြင်တွေ့ရှိတဲ့သူတွေက ပြောဆိုထားကြပါတယ်။ဒါကြောင့်ကားပေါ်မှာကာသမားနဲ့မြန်မာနိုင်ငံသား15ဦးလိုက်ပါလာတယ်လို့ကနဦးသတ်မှတ်ပြီး ကာသမားရဲ့အချက်လက်တွေကိုရက်တပ်ဖွဲ့ကဆက်လက်စုံစမ်းတွားမယ်လို့ဆိုထားပါတယ်။လက်ရှိသိဆုံးသူတွေရဲ့အလောင်းတွေကိုရတ်ဘူရီစေယောကိုပို့ဆောင်တာပြီးထွက်ပြေးလွတ်မြောက်သူတွေကိုလက်လံဖမ်းဆီးတွားမယ်လို့ဖော်ပြထားပါတယ်။